အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ N1 Speed Master ဒုက္ခစာအုပ်ထဲကကိုတိုးပါဝါဟာလေးတွေကိုတင်ပြနေတဲ့ခန်းစားဗီဒီယိုဖြစ်ပါတယ်အားလုံးလည်းတူတူလေ့လာကြည့်ကြပါမယ်နော်ဘုကိရှိကဒါအီချီရဲ့မိကုံးနံပါတ်2ရဲ့ပုံစံနံပါတ်3ပေါ့နော်ယူတကနာယူတကနာ ချွေဝါတော့ပိုးချွေဝါတော့တာယာဝါပြောတော့ဇေတကုဏဇေတကုဏဇေတကုဏဆိုတာကဇိန်ခံတော့အလုံးကျုံတုံတော့ခခနာနာတုံဆွေတော့ဟေကင်းတကိနာဟေကင်းတကိနာပြင်းပြဖြစ်တော့ဆွေဂျုံဆွေဂျုံဆန်နောဆန်ချင်အစင်အတန်ပပတ်တော့ပပတ်တော့လေလေမြန်မြန်ချက်ချင်းဖက်ခနေဆို့ 首をかしげたくなる首をかしげたくなるそれで目が တန်တရာဖြစ်ဒီပေါ့နော်အကျေတဝင်းလေးလာမယ်ဆိုလို့ရှိရင်တော့မိုနိုကိုတိုနီတိုင်းစတေဂီမိုယာဖူရှင်းကိုခန်းကြည့်နတ်တကူတေကီနိုင်ကီဝိုချီနိုကိုတိုပြောချင်တာကကိစ္စတစ်ခုနဲ့ပတ်သက်ပြီးဂီမွန်မေဂွန်တန်တရာမေဂွန်နေရှိမယ်ဖူရှင်းမေယုံတင်ကဖြစ်တာရေအဲ့လိုစိတ်ကစားချက်တွေကိုခန်းစားရပြီးနတ်တကူတေကီနိုင်နတ်တကူဆိုတာနားလေသဘောပေါက်တာအဲ့တော့နားလေသဘောပေါက်လက္ခဏာမျိုးတွေလုံးလို့မရတဲ့အနေထားလုံးလို့မရတဲ့တန်တရာဖြစ်နေတဲ့စိတ်အခြေအနေကိုဘာလို့ခေါ်လဲဆိုတော့ခူပီအိုခါရှိကေတကူနာလို့ခေါ်ရပေါ့နော် ဟိုမှာဆိုရင်လီကန်ကြီးခရူရှီမို့ပေါ့နော်နားလေပေါ့တော်တော်လေးကိုခတ်တယ်နားလေလို့မရဘူးဖူရှီကီနီအိုမို့ပေါ့နော်ဖူရှီကီဆိုတာကြတော့လောဝါကိုအစမ်းတကျဖြစ်နေတာထူးထူးဆန်းဆန်းခန်းစားချက်တွေဖြစ်နေတာမတင်ကားစိတ်တွေဖြစ်နေတာမျိုးပေါ့နော်အဲ့တော့သူနဲ့ပတ်သက်ပြီးတော့လူကြီးခေါ်ပေါ့နော်စင်တူ ဖြစ်တဲ့စကားလုံးလေးကိုထပ်ပြီးတော့လေ့လာမယ်ဆိုရင်တော့ဂီမွန်နီအိုမိုဆိုပြီးအလွဲမှတ်ထားလို့ရတယ်သူကဂီမွန်နီအိုမိုတန်ရာဖြစ်တယ်တန်တန်ရာစိတ်အနေနဲ့တွေးမိတယ်နောက်ကဖူနီအိုချီနိုင်ဖူဆိုတဲ့အဓိပ္ပာယ်ကတလေးဆန်နေတယ်မှာရှိဥကိုပြောတာပေါ့နော်အဲ့တော့ဥလို့လည်းပြောတယ်နောက်တစ်ခုကကြတော့ဆိုလိုရင်းအနေအဓိပ္ပာယ်လို့လည်းပြောတယ်အဲ့လိုမျိုးအတိတ်ပဲကြီးရတာပေါ့နော်။အဲရေစမ်းတတိလို့လည်းပြောတယ်။အဲ့တော့ဒီညမှာဆိုလိုရင်းအနေအထိပဲနဲ့တုံးပါပေါ့နော်။အဲ့ဒီတော့ဖူနီအိုချီနိုင်ဆိုတဲ့အတိတ်ပဲက အဆိုလိုရင်အတိတ်ပဲကိုနားဟုတ်မလဲဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်နောက်ကဖုခနိုင်ပေါ့နော်ဖုခခိုင်ပေါ့ဖုခခိုင်ဆိုလို့ရှိရင်လည်းမနာလည်းနိုင်ဘူးဆိုတဲ့အတိတ်ပဲလိကိုက်တိခိနိုင်လုံးဝသဘောမပေါက်နိုင်ဘူးဆိုတဲ့အတိတ်ပဲမျိုးတွေအနေအမှာအသုံးပြုရဲပေါ့နော်အဲ့တော့ သူကခံရောခုပေါ့နော် delete သုံးစကားတလုံးဖြစ်ပါရဲ့အဲ့တော့သူကတခြားသူရဲ့ဒီ hard scan တခြားသူရဲ့ပေါ့နော်အိုင်းတဲ့တော့ hard scan ရခိုးသူတခြားသူရဲ့စကားပြောတာဖြစ်ဖြစ်အပြုမူဖြစ်ဖြစ်အာရီဝါဂျောကျောနာတို့နေတိုက်တဲ့ဒီအခြေအနေတစ်ခုပေါ်မှာမူတည်ပြီးတော့သူကဆုနာအိုနီနတ်တကူတဲ့ခိနိုင်လောဝါကိုဆုနာအိုနီဆိုတာကြတော့ရိုးရိုးတတတဲ့ကိုမှနားလည်ပေးနိုင်တယ်လို့လို့မရတဲ့အနေအထားမျိုးကိုပြောတာပေါ့နော် ရှုညူရှုညူဝင်ငွေဟတ်ဆိုဟတ်ဆိုအကြံဉာဏ်ပေါ်ခြင်းအတွေးခေါ်ပေါ်ပေါက်ခြင်းအတွေးအခေါ်အိုင်ဒီယာစဉ်းစားနည်းယောကုဘိုယောကုဘိုဆန္နာတောင်းဆိုမှုခတမလီခတမလီအဆိုင်ခဲဖြစ်သောအရာအဆူဝေးဖြစ်လာခြင်းခိုဝါဆူခိုဝါဆူချိုးဖြတ်သည်ဖြစ်စီသည်ဘင်းဘိုးလျှော့ ဘင်းဘိုးရှော့ဒီညမှာဘင်းဘိုးရှော့နဲ့ပတ်သက်ပြီးတော့လေ့လာကြည့်ပါမယ်ဘင်းဘင်းဘိုးဆိုတာကြတော့ဆင်ရဲတော့ပေါ့နော်အဲ့တော့ဘင်းဘိုးရှော့ဆိုတဲ့အဓိပ္ပာယ်ကကြတော့သူကဘာကိုပြောတာလဲဆိုတော့ဩခနေယမိုနိုအိုတိုင်ဆစ်ဆွနီဆူရူအမာရီပတ်စံပဲဖြစ်ဖြစ်ပစ္စည်းတွေပဲဖြစ်ဖြစ်လုံးဝတန်မိုးထားလုံးအားကြီးွားတာပေါ့နော် တမိုးထားလုံးအားကြီးသွားတဲ့အတွက်ကြောင့်ဟီစီယိုအီဂျော်နီခင်းရခုရှိတာတွေလိုအပ်တာတက်ကိုပို့ပြီးတော့ခြွေတာတာတွေလုံလိုက်မူတာကိုခိလတာတွေစုစုစေကတ်စမူတာကိုခိလတာတွေစုစုစေကတ်စဆိုတဲ့တဲ့ကကြတော့ဒီမနာရဘယ်လိုခေါ်မလဲမူတာဆိုတာအလဟာသက်ဖြုံးနေတာပေါ့နော်အလဟာသက်ဖုံးဖြုံးနေတာတွေကသူကအရန်ကိုအီယာမကြိုက်ဘူးပေါ့နော်မကြိုက်တဲ့အနေထားမျိုးဆေးရှိစသူရဲ့တဘာဝဆေးရိုက်ကိုကဖြစ်နေတာမျိုးဖော်ပြတာပေါ့နော် ပြောမယ်ဆိုလို့ရှင်တော့အရန်ကိုနှမျောနှမျောလုံးအာကြည့်တာအရန်ကိုကစီနင်းလုံးတာဆိုတဲ့ပုံစံဘက်ကိုသွားတာပေါ့နော်အဲ့တော့ခမခိုင်ကိုတူပေါ့နော်ခမခိုင်ကိုတူကိုခင်းနေရှိတဲ့တော့အသေးစိတ် အထီကိုလုံးဝကိုခင်းနေရှိတဲ့လုံးဝစိတ်ထဲအဲ့ဒါရောက်နေပြီးတော့ယူတလီတဲ့ခင်းနိုင်စေရှိစုပေါ့နော်လုံးဝကိုအေးအေးဆေးဆေးတနာတနာနဲ့မနေနိုင်တဲ့ပုံစံမျိုးပေါ့နော်ဥပမာအဖြစ်အဲ့လိုလူတွေကဘလို့ဇယိုက်တွေရှိလဲဆိုရင်မိုနိုဆွတ်တဲလာတဲ့နိုင်ပစ္စည်းတွေအဲမလို့ပြည့်ရက်ဖူးမာတာစကောက်ခတ်မရှိတဲ့နိုင်တို့အမောတရီဒါထပ်ပြီးတော့သုံးဖို့ရမယ်လို့ထင်တာမျိုးတွေဖြစ်လာပြီးအခါကျတော့ itsuka scout ခတ်မရှိတဲ့နိုင်တို့အမောတေမိုနိုကိုထမဲခွန်တဲ့ရှိမှာဘူးပေါ့နော် အချင်းချင်းကြလို့ရှိရင်ဒီပစ္စည်းတွေကိုထပ်သုံးရမှာပဲဆိုပြီးတော့တွေးပြီးတော့တင်ထားတာစုပုံနေရပါတော့ပစ္စည်းတွေကအဲ့လိုပုံစံမျိုးအချင်းစရိုက်လက္ခဏာတွေရှိရဲ့။နောက်ပြီးတော့ကကြတော့မူဒာအိုခီတာကိုပေါ့နော်မူဒာအိုခီတာကိုဆိုတာကြတော့အလဟာတဖြုံတီတာတွေကိုမုန်းနေပေါ့နော်။အဲ့တော့စကိုရှိတယ်မူဒာနာရှစ်ပီယခိုးတိုအိုဆာကေရီယောနီထိုထိုလူပေါ့နော်ဆူလူပေါ့။အဲ့တော့နည်းနည်းလေးပဲဖြစ်ဖြစ်အလဟာတဖြစ်စေနိုင်တဲ့ကုန်ကျစရိုက်တွေအပြုတ်မှုတွေကိုဆိုလို့ရှိရင်လုံးဝအောင်ရှောင်ရှားတာမျိုးပေါ့နော်။ ်နောက်တစ်ခုကကြတော့သူတို့တွေကဆုံးတခုခံကြောဆိုလို့ပေါ့နော်ဆုံးတခုခံကြောဆိုလို့ဆိုတဲ့အသေးပဲကစနေနေ့ဆုံးတခုခံကြရတဲ့အပြဲတဲ့ဒီဆုံးရှုံးမှုတွေဆုံးဆုံးရှုံးဆုံးရှုံးမှုရယူမှုအဲ့လိုအရာတွေကိုအများအား စဉ်းစားနေစဉ်းစားပြီးတော့တို့ခုနီနာတို့ယောနိခိုးတို့ဆိုလို့အမြအဆုံးရစေနိုင်တဲ့ဘာကိုရနိုင်မလဲဆိုတဲ့အရာကိုပဲတွေးနေတာမျိုးအဲအဲ့လိုမျိုးတခြင်းစရိုက်လက္ခဏာရှိရမျိုးပေါ့နော်ပြီးရကကျတော့ခိုမခိုင်းခုတို့ခီနီဆိုလို့ပေါ့နော်လုံးဝအသေးစိတ်ထိစိတ်ထဲမှာထားထားတယ်စဆိုင်နာခုတို့နီခီနီနာတို့တော့ စာဆိုင်တော့ဆိုခုမခိုင်းတဲ့တတူပဲပေါ့နော်လုံးအသေးစိတ်အနုစိတ်တွေကိုစိတ်ထဲထည့်ထားပြီးတခုခုဆိုရင်ခုရခုရနိုင်ရန်တည်ရှိမှာပေါ့နော်ခုရခုရစလူဆိုတာနှမျိုးတတဖြစ်နေနှမျိုးတတတတတဖြစ်နေတာမျိုးအဲ့လိုစိတ်အနေထားမျိုးရှိတာမျိုးဘာလို့ခေါ်လဲဆိုတော့ဘင်မိုရှောဆိုပြီးတော့ခေါ်တာပေါ့နော်နောက်ထပ်တစ်ပုဒ်ကကြတော့မိုကီရှိကတိုင်းအချီရပေါ့နော်မွန်နိုင်ဆန်ဖြစ်ပါတယ်တန်တက်ကနီတန်တက်ကနီအတူချုပ်ချင်း တူတောင်းစွာပြုလုပ်ခြင်းပေါ့နော်အရှိကောင်းလိလမယ်ဆိုလို့ရှိရင်တော့တန်တကိနီတို့ကမိုနိုကိုတိုမီချီကခုယော်ဒန်ကိုရှိဖို့တဲ့နိုဘယ်ကိုတိုအီမီရှိမတ်ပေါ့နော်ကိစ္စတစ်ခုခုပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုကိုတူတူတောင်းတောင်းပြုလုပ်ပြီးတော့အဓိကချက် point ကိုပဲပြောတာပေါ့နော်သမားဒီတနည်းအားဖြင့်ဆိုတော့ဂျော်ဒန်နာချစ်စမေကိုစကေတဲ့မိုတိုမူချိုနာဘူဘွန်တာခေကန်ချစ်တဲ့နီ伝えることかなジョーダンのなんかジョーチョーナーかな အရှိတဝင်းဖြစ်နေတာတော့မလိုအပ်တဲ့အရာတွေအကုန်လုံးကိုဖယ်ပြီးတော့တကယ်ကိုလိုအပ်ပြီးတော့အရေးကြီးတဲ့အရာကိုပဲလွယ်လွယ်ကူကူနဲ့ရှင်းရှင်းလင်းလင်းပေါ်ပြတာမျိုးကိုပြောတာပေါ့နော်။ဟိုမှာပြောမယ်ဥမာလွယ်လွယ်ကူကူမှတ်မယ်ဆိုရင်တန်တကီနီဆိုတာကမိကြီးကခုယောတန်းကိုရှီဖို့တဲ့နိုဘယ်ရူပေါ့နော်။နောက်တစ်ခုအနေနဲ့ပြောမယ်ဆိုရင်ခန်ချစ်စနီတဲမိကြီးကနီယောကန်ဆူရူဆိုပြီးမှတ်ထားရရပေါ့နော်။အဲ့တော့သူနဲ့ များသောအားဖြင့်လိုက်တဲ့စကားလုံးလေးရှိရဲ့ပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူကဒီသူနဲ့တူညီတဲ့စကားလုံးပေါ့နော်အဲ့ဒါကခန်းချစ်စနီတူတောင်းရှင်းနေစွာတဲ့မိချီကနီတူတူတောင်းတောင်းရောရခုအတူချုပ်ဟီတိုခုတူတခွန်တလီတူတူခေါက်လေးပေါ့နော်အဲ့လိုစကားလုံးနေလဲစင်တူဖြစ်တယ်ပေါ့နော်လူကြီးကောဖြစ်ပါတယ်အဲ့တော့ဝါချလေးနဲ့တွဲပြီးတော့လေလာကြည့်မယ်ဆိုရင်ခိုင်ကီတေဝတန်တေကီနီခစ်စလုံးကိုနိုဘေတေကိုသာဆိုင် စီဝေးမှာဆိုလို့ရှိရင်အတူချုပ်လွယ်လွယ်ကူကူပေါ့နော်ခစ်ဆလွန်ရလက်တီဒီဟာမျိုးကိုဖော်ပြပြပါပေါ့နော်ခနမွန်တိုင်းတော့ယောတန်ဥတန်တခိနီမာတိုမီတကူဒါဆိုင်ဒီပြဿနာရဲ့ယောတန်ယောတန်ပေါ့နော်အဓိကဆိုလို့ရင်အချက်တွေကိုတန်တခိနီအတူချုပ်မာတိုမီတကူဒါဆိုင်စူစီပြပါအကုန်လုံးစူပါဆိုပြီးပြောတာပေါ့နော်အဲ့တော့သူက business ဒီ business ပိုင်းဆိုင်ရာစကားပြောရမှာလည်းအသုံးပြုတယ်နောက်ပြီးခါကျတော့နှိချိချောခိုင်ဝါပေါ့နော်ဒီတိုင်းရိုးရိုးပြောတဲ့စကားပြောတွေမှာလည်းအသုံးပြုတယ်ပေါ့နော် holy dasu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  ဆိုတာကျတော့အဲဆွမ်းလို့တီတို့ပြစ်ပေးတီတို့အမျိုးမျိုးရှိတာပေါ့နော်အဲတော့ holy dasu နဲ့ပတ်သက်ပြီးတော့ဒီမိလေးတွေကို အတူတူလေ့လာမယ်ဆိုရင် holy dasu ဆိုတဲ့အဓိပ္ပာယ်က mono na ခဲ့တဲ့ soto dasu ဆိုတဲ့အဓိပ္ပာယ်သုံးမျိုးရှိရပေါ့နော် holy dasu ကနံပါတ်၁ကကြတော့ mono na ခဲ့တဲ့ soto ni dasu ပေါ့နော်ပစ္စည်းတစ်ခုခုကိုအပြင်ကိုဖြစ်ပေါက်လိုက်တယ် mata wa lambo ni soto ni dasu ပေါ့နော်ကျညာတန်တန်နဲ့အပြင်ဘက်ကိုဖြစ်ဖြစ်တာမျိုးပြောတာပေါ့နော်အဲ့တော့ butsuni tekini nanika o soto ni na ခဲ့တဲ့ dasu ဆိုတဲ့ခွေကိုဆက်ရှိမှာပေါ့နော် အရာဝတ္ထုပစ္စည်းတွေကိုအပြောင်းပြပောက်လဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။ဥပမာဝါချလေးနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုရင်မာတိုခါရာဂေါမီကိုဟိုလီတဆုဒီဘရင်ဘောက်ကနေပြီးတော့အမိုက်ကိုပြထုတ်လိုက်တယ်။ယောပါလာယီကိုမီဆဲခါရာဟိုလီတဆုဆိုလို့ရှိရင်အရမူးသမားကိုစိုင်တယ်ရနေပြီးတော့မောင်းထုတ်လိုက်တယ်။အဲ့လိုပုံစံမျိုးညံမှလည်းအသုံးပြုရပေါ့နော်။ဒါကနံပါတ်1တမျိုးသုံးတဲ့ဟိုလီတဆု။နံပါတ်2ဟိုလီတဆုကကြတော့တို့ချူတဲ့ရာမဲလူဟိုခီစုတို့တဝဲတစ်ပြက်နဲ့ရန်တက်လိုက်တယ်ပြီးရခါကျတော့ ဟိုခိဆိုတာ negative လောက်လိုက်တယ်ပေါ့နော်လေလူရှုထားလိုက်တယ်မလုပ်တော့ဘူးအဲ့လိုပုံစံမျိုးရှီကောတိုရစကေရောစေကိနေနာတိုအိုတိုချူတဲ့ဟိုခိစရုကတိုအိုဆာရှိမတ်ပေါ့နော်အလုပ်ပဲဖြစ်ဖြစ်ကိုလုံးနေတဲ့စကေရောလုပ်ငန်းဆောင်တာပဲဖြစ်ဖြစ်စေကိနေတာဝန်ယူထားတဲ့နေရာတွေပဲဖြစ်ဖြစ်တိုချူတဲ့ဟိုခိစရုတဝက်တစ်ပြက်နဲ့ပြစ်ထားလိုက်တာမျိုးကို ဘာလို့ခေါ်လဲဆိုတော့ holy dust လို့လည်းခေါ်တယ်အဲ့တော့ဝါကြလေးနဲ့တွဲပြီးတော့မှတ်ကြည့်မယ်ဆိုရင်ရှီကောတော holy dust ဆိုရင်အလုံးကိုလုံနေရင်တော့တော်ဝတ်ပြန်ရက်ထားလိုက်တယ်ဖြစ်ထားလိုက်တယ်ဆိုရင်အတိတ်ပဲရှီကူတာရော holy dust ဆိုရင်ကိုယ့်ရဲ့အိမ်စာလေးကိုလုံနေရင်တော့တော်ဝတ်ပြန်မှာပဲရက်လိုက်တယ်မလုပ်တော့ဘူးဆိုရင်အတိတ်ပဲမျိုးမှလည်းသုံးနေဆိုတော့နှစ်မျိုးရှိပြီပေါ့နော် ပစ္စည်းကိုပြပောက်တာရယ်နောက်တစ်ခုကတိုချူးတဲ့ရမဲလူတော်တပြက်နဲ့ရက်တာရယ်နံပါတ်3ကကြတော့ပါလဲဆိုတော့ဟီတိုကိုအိုအီဒါစုလူတွေလူကိုမောင်းထုတ်တာမျိုးပေါ့နော်လူကိုမောင်းထုတ်တာမျိုးခိုင်းချော်စုလူဖဲပလိုက်ဖဲထွက်လိုက်တာမျိုးနေရာမှာတုံပြူရယ်ဟီတိုကအာရူဘာရှော်ရရှူတန်းခါတော့ကျော်စေတခီနီခိုင်းချော်စာရဲလူကိုတို့ဆာရှိမတ်လူကပေါ့နော်အဲလူတွေက ဒီလူတယောက်ယောက်ကိုပေါ့နော်ဒီနေရာဓမ္မမဟုတ်ဒီအုပ်စုတဲကနေပြီးတော့မှချောစိတ်တခိနီအတင်းချက်ကိုမောင်းထုတ်ပလိုက်တာနှင်းထုတ်ပလိုက်တာသူ့ကိုထုတ်ပယ်ပလိုက်တာအဲ့လိုပုံစံမျိုးနေရာမှာလေ holy dust ကိုတုံးနေပေါ့နော်အဲ့တော့ဥပမာနဲ့တွေ့ပြီးမှတ်မယ်ဆိုလို့ရှိရင်ခါတွေက hair ခါတာ holy dust ဆိုပြီးခါတွေကို hair ခါတာ holy dust ဆိုလို့ရှိရင်သူ့ကိုအခန်းထဲကမောင်းထုတ်ပလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနေရာမှာလေ holy dust ကိုတုံးနေနောက်တစ်ခုကကြတော့ဒီ ခိုင်းခြားပေါ့နော်ခိုင်းခြားကိုဟိုလီတာစာတယ်ဟိုဒီတာစာတယ်လို့ဆိုလို့ရှိရင်ကုမ္ပဏီကနေထုတ်ပေးခြင်းကိုခံရတယ်ကုမ္ပဏီကနေထုတ်ပေးပလိုက်တယ်ဆိုတဲ့အတိတ်ပဲမျိုးနေရာတွေမှာလည်းအသုံးပြုရအဲ့တော့ဟိုလီတာစုကိုတွေ့တာနဲ့ပစ္စည်းတစ်ခုကိုပြပောက်လိုက်တယ်ဆိုတဲ့ဟာတစ်ခုလည်းမဟုတ်ဘဲနဲ့၃မျိုးကိုမှတ်ထားမှာဖြစ်ပါတယ်ဣကိနုကုဣကိနုကုဣကိနုကုဆိုတာကကြတော့အသက်ရှင်တာပေါ့နော်ဒါပေမဲ့ အဆုံးထိအသက်ရှင်သားတာမျိုးကိုပြောတာပေါ့နော်အဲ့တော့သူ့ကိုလည်းအကျယ်တဝင်းလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဆမဆမနာခုနံရရှောကိုင်ကိုနိုလီခွေတဲ့စိုင်းပေါ်မှာတဲ့အီခိစစကေရုကိုတော့သူရဲ့အထိပယ်ကကြတော့အခက်ခဲတွေပြင်းမဆင်းရဲမှုတွေအတားဆီးတွေအကုန်လုံးကိုကြော်ဖြတ်ပြီးတော့နောက်ဆုံးတက်အခြေအနေအထိကိုအသက်ကိုဆက်လက်ရှင်သန်တာမျိုးကိုပြောတာပေါ့နော်အီခိစစကေရုကိုတော့ပေါ့နော်အဲ့တော့ อิคินุคุဆိုတာနောက်ဆုံးထိအသက်ကိုဆက်ပြီးတော့ရှင်သန်တာမျိုးပြောတာပေါ့နော်ခီဘီရှိဂျောကျော်နော်ခီဘီရှိဂျောကျော်နော်နာကာဒီစီယိုကိုอิคินุဘီရုခုတော့တကယ်ကိုမှဒီလုံးဝကိုခီဘီရှိပေါ့နော်လုံးဝပြင်းထန်နေကြက်တဲနေတဲ့အခက်ခဲတွေမှာတော့ဒါမှလုံးဝအသက်ကိုဆက်ပြီးရှင်သန်တာမျိုးကိုပြောတာဆိုပြီးတော့မှတ်ထားမှာဖြစ်ပါရဲ့ အဲ့တော့သူနဲ့တွေ့ပြီးတော့ဒီတူညီတဲ့စကားလုံးပေါ့နော်လူကြီးလူကြီးကြီးကော်လေးကိုမှတ်ထားခြင်းနဲ့ဆိုရင်အီခိနိုဘီရူနဲ့တွေ့တူရဲ့အီခိနိုဘီရူအသက်ကိုဆက်ပြီးတော့ဆွဲဆက်ပြီးတော့ရှင်သန်အောင်နေတာရဲ့အီခိနိုကိုရူအသက်ရှင်သန်ကြည်ရည်နေတာဆိုပြီးတော့အဲ့နှလုံးနဲ့တွေ့ပြီးတော့မှတ်ထားရင်ရပါပြီဆဲမဲလျော်ကူဆဲမဲလျော်ကူအသက်ရှင်နိုင်စွမ်းအားအသက်သားစွမ်းအား သူကဘယ်နဲ့တော်တူလဲဆိုတော့အီခီတူချီကာရာအသက်ရှင်တန်နေတဲ့ခွန်အားတွေပေါ့နော်။နောက်ကခတ်စပြိုကုလှုပ်ရှားဆောင်ရွက်တဲ့စွမ်းအားတွေအင်းနေလူကြီးစွမ်းရင်ကြီးဆိုတာနဲ့တွားပြီးတော့ဆင်တူဖြစ်တယ်ပေါ့နော်။ခတ်စေကာခတ်စေကာခတ်စေကာဆိုတာကြတော့လှုပ်ရှားဆောင်ရွက်မှုအသက်တွင်းမှုအသက်ဝင်နေမှုပေါ့နော်။ဂျောတတ်စုဂျောတတ်စုတိုတန်မှုကြွမ်းကျင်မှုလုံးလိလုံးလိ ယုတ်တိကြတော့အကျိုးအကြောင်းစီလျော်တော့ယုတ်တိပေးတာပေါ့နော်ဖူဟင်တကိနာဖူဟင်တကိနာဒီနေရာမှာဖူဟင်တကိနာနဲ့ပတ်သက်ပြီးတော့တူတူလေ့လာကြည့်မယ်ပေါ့နော်ဖူဟင်တကိနာဆိုတာအများသုံးတော့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဂျီကန်ရဘာရှိုဂျောကျိုခန်ကေနာခုစနေနီအတေဟာမာရုမတာဝါကျောသူရှိတဲ့မိတို့မဲ့တာလေလူဆေရှိသူရဂိုင်းနန်ကိုအရာဝရဲလူပေါ့နော်သူရဲ့ အတိတ်ပဲပါလဲဆိုတော့အချိန်ပဲဖြစ်ဖြစ်နေရာပဲဖြစ်ဖြစ်ဘလို့အချိန်နေပဲဖြစ်ဖြစ်ခံခဲ့နာခုမသက်ဆိုင်ပဲနဲ့အားလုံးအဝင်ကွင်ချဖြစ်နေတယ်ကျောသူအားလုံးအုံပြူနေတယ်အားလုံးကအတိမတ်ပြူထားတယ်အရှိအသွေးဒါမှမဟုတ်အယူအဆသဘောတရားပစ္စည်းတွေအဲ့လိုဉာဏ်မျိုးတွေမှာအုံပြူလာပေါ့နော်ဥမာလေလေဘူးဘူးနဲ့ထမှတ်မယ်ဆိုလို့ရှိရင်တော့ជីကန်ရဘာရှိုဂျိုကျိုခိုရဲတဲ့ဆွနေနီအတေဟာမာရီဖိုတိုအချိန်နေရာအခြေအနေတွေအကုန်လုံးကိုကြော်ဖြတ်ပြီးတော့ အကုန်လုံးတန်းတူအဝင်ခွင့်ချဖြစ်နေတာမျိုးနောက်တစ်ခုကစပေးတဲ့နောက်ရှိသူရမိုနိုကိုတိုနီကျော်ချူဆူလူတွေအကုန်လုံးကျော်ချူဆူတန်းတူအားလုံးအသုံးပြုနိုင်တာလို့ဘာလို့ပေါ့နော်နောက်ပြီးအပင်တခင်းကြီးမိုတိုမဲကလည်းတည်ဤသူကိုတိုအထွေထွေအများပြည်သူအကုန်လုံးကတာမန်တစ်ခုနေနဲ့အတိမတ်ပြုထားတဲ့အရာမျိုးနောက်တော့ဥမာအဖြစ်လလကူကိုမှတ်မယ်ဆိုရင်ဖူဟန်တခင်းကရှင်လီဆိုလို့ရှိရင်လေအားလုံးက တတ်မှတ်ထားတဲ့ရေပူရသဘောတရားတီအိုလေး။ဗန်ပြေကကြတော့ဖူဟန်တခိနာခချီကန်အကုံလုံးကတတ်မှတ်ထားတယ်။အကုံလုံးကအတိမတ်ဖြူထားတဲ့ခချီကန်တံပိုးတွေပေါ့နော်။တံပိုးထားအယူဆရသဘောတရားတွေ။နောက်တစ်ခုလွယ်လွယ်ကူမှတ်မယ်ဆိုရင်ဖူဟန်တခိနာဒီဇိုင်းဆိုပြီးလွယ်ကူမှတ်လို့ရတယ်။ဒါဆိုရင်ဒီဇိုင်းဒီဒီဇိုင်းဟာဆိုလို့ရှိရင်ဘယ်နေရာမှာပဲမဆိုဘယ်လိုအခြေအနေမှာပဲမဆိုအကုံလုံးကအတိမတ်ဖြူလက်ခံပြီးတုံးနေတဲ့ဒီဇိုင်းဖြစ်တယ်။အဲ့လိုပုံစံမျိုး ့ဖူဟန်တခိနာမွန်တိုင်ဆိုလို့ရှိရင်လည်းဒီပြဿနာအကုန်လုံးကအတိမတ်ပြထားတဲ့ပြဿနာတည်းရဖြစ်တယ်။ဥမာအမိုက်ပြီးပြဿနာလေဒုပြဿနာအလိုပုံစံမျိုးပေါ့အကုန်လုံးကအတိမတ်ပြထားတယ်။အဲ့တော့အဲ့အရာဒီကိုမှတ်ထားလို့ရှိရင်ရပါပြီ။ဖူဟန်တခိနာဆိုတာကကြတော့အကုန်လုံးကစပေးတဲ့နော်ရှိတော့ကမိုနိုကိုတိုနီကျောဆူဆူဆိုရဟာဥမာထိုင်ရပါပြီ။ကိကကိကနိပညာအဖြစ်ပြုလုပ်ခြင်းနိပညာဆိုင်ရာ စုချီမီချီစုချီမီချီစုချီမီချီဆိုတာကြတော့အစင်အလားလမ်းစဉ်ညီလမ်းအောင်ပြောစုချီမီချီဆိုတဲ့အဓိပ္ပာယ်ကကြတော့မိုနိုကိုတိုနော်လွန်နီတေခီနာဆနာဂါရီယာတာဒါရှိတေချွန်လို့ပြောတာပေါ့နော်ပြောမယ်ဆိုရင်နော်မှန်ကန်တဲ့ theory မှန်ကန်တဲ့ညီလမ်းတာဒါရှိတေချွန်မှန်ကန်တဲ့နီးစဉ်ဟုတ်ပြောတာပါမတူတဲ့သွားတူတဲ့စကားလုံးလေးရှိတယ်။စုချီမီချီနဲ့တူတဲ့စကားလုံးလေးတွေကဘာလဲဆိုတော့ဒိုလီလီကုတ်စ်တေဂျွန် ဂျွန်းချော်ဆိုရဲစကလုံးလေးလုံးကသူနဲ့တူတူပဲပေါ့နော်အဲဒီစကလုံးလေးလုံးစလုံးရဲ့အတိတ်ပဲတွေကဒိုလီနဲ့လီကုတ်ဆူဆိုရင်လည်းအကျိုးအကြောင်းယူဆတွေကိုပြောတာပေါ့နော်အဲတဲ့ဂျွန်းတဲ့ဂျွန်းဆိုလို့ရှိရင်လည်းအစီအစဉ်လိုက်တဲ့ဂျွန်းမှန်ကန်တဲ့နီးစဉ်လမ်းစဉ်ကိုပြောတာပေါ့နော်ဂျွန်းချော်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲတဲ့ဂျွန်းနဲ့အတူတူပဲပေါ့နော်အဲဒီလိုစကလုံးတွေကဘာနဲ့တူလဲဆိုတော့ဆူဂျီမီချီနဲ့တူနေပါတယ် မီဒါစုမီဒါစုမီဒါစုဆိုတာကြတော့ရှာဖွေတွေ့ရှိတာပေါ့နော်အဲ့တော့ဟာကင်းစုတို့ကတွေ့ရှိသွားတာအီမမတဲ့ကီစုခနာကတာမိုနိုယာဆာဂါရှိတဲ့အီတာမိုနိုဝမီစုကေရူပေါ့နော်အခုအချိန်ကြီးလုံးဝကိုတတိမထားမိတဲ့အရာဒါမှမဟုတ်ရှာဖွေနေတဲ့အရာတွေတွေ့ရှိသွားတာဒါပေမဲ့များသောအားဖြင့်သူကမတာလာရှိဂီနိုကိုမီဒါစုဆိုလို့ရှိရင်ဒီစွမ်းရည်အစ်စ်ကိုတွေ့ရှိတာပေါ့နော်ဒီပညာအစ်စ်ကိုတွေ့ရှိရတော့ ခိုင်ကစ္စစကူမီဒါစုဆိုလို့ရှိရင်လည်းဒီဖြည့်ရှင်းရမယ့်နည်းလမ်းကိုတွေးရှိတာလို့ပုံစံမျိုးမှာအသုံးပြုတယ်ပေါ့နော်အဲစာကရှိဒါစုပေါ့နော်ရှာခွေရင်းထဲမှာတွေးရှိသွားတာဥမာအီရှိကီတကီနီနာနီကာကိုစာကရှိတဲ့ဆိုတွေကိုမီစုခေဒါစုပေါ့နော်အတိစိမ့်နဲ့တခုခုကိုရှာခွေနေနဲ့အဲ့ဒီအရာကိုတွေးရှိတာပေါ့နော်အဲ့တော့ခါနိုဆေးကိုမီဒါစုဆိုလို့ရှိရင်လည်းလက်ခံနိုင်တဲ့စွမ်းအားတွေလက်ခံနိုင်ခြေတွေကိုတွေးရှိတာဖြစ်နိုင်ခြေတွေကိုတွေးရှိတာမျိုးတွေအဲ့လိုနေရာမျိုးမှာအသုံးပြုရ Lyo iki, lyo iki nebe baina chu sho dekina, chu sho dekina seku yin saya, seku yin do tobo de ya saya. In sho, in sho pou ye, ilan jin, ilan jin ilan lu myo, tet te dekini, tet te dekini ပြေဆုံးစွာအပြည့်အဝတည်တည်ချချာဂျီကကူဂျီရှူရှူကီဂျီကကူဂျီရှူရှူကီ ကိုကိုကိုတိုင်းမိမိဘာသာလေးလာသင်ကြားမှုစနစ်ခိုကကုရှင်ခိုကကုရှင်ပညာသင်ယူလို့တော့စိတ်လူချင်းဆန္ဒပြပြတော့စိတ်ဘူရေကူဒန်ဆူဘူရေကူဒန်ဆူအမေရိကန်ကဟစ်ဟော့အကဘရိတ်ဒန်ပေါ့နော်ဒိုကျောဒိုကျောတနေတဲ့တမျိုးတဲ့မွေးရဇာတိတူတော့မွေးရဇာတိတူနေတော့ ကင်းဆိုကုကင်းဆိုကုစီမြင်ရှောဘူးရှောဘူးပြိုင်ပွဲအနိုင်ရှော